အားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာတောင်တာမာတင်ရေးသားတဲ့ငွေခိုးမှုဆိုတဲ့ဝတ္ထုတော်လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျမကတော့စာဖတ်သူနန်းသိင်ကြီးဖြစ်ပါတယ်တနေ့သောအခါငါပြောတော်ကြီးရွာတရားရုံးသူငါပြောကုန်းရွာသားရွှေအိုးဆိုသူ အမှုတမှု လာရောက်တိုင်တန်းပါသည်ရွှေအိုးတိုင်တန်းသော အမှုမှာ၎င်း၏ထန်းတဲ့တွင်ထညက်ကြိုချက်ရန် တလ15ချက်နှင့်ငါထသောမိခွေးဆိုသူသည်၎င်းတို့မရှိကင်ငွေ90ချက်ကို ခိုးယူသွားကြောင်းပင်ဖြစ်သည် ရွှေအိုး၏တိုင်တန်းချက်ကို ကျွန်တော်၏ဝတ္တရားတိုင်ရေးမှတ်ထားလိုက်ပါသည်ကျွန်တော်တို့သည် အမှုကင်းဖြစ်ပွားကြသော တရလူတရခံတက်တီတို့နှင့် တရွာထဲနေတရည်ထဲတောင်များဖြစ်ကြ၍၎င်း၏ဇယိုက်တဘာဝနှင့်အကျင့်ဇာတိတာတို့ကို သိရှိထားသူများဖြစ်ကြပါသည် တိုင်တန်းလာသော အမှုတို့ကို၎င်းတို့၏တဘာဝနှင့်ဇာလိတတို့ကို တွဲဖက်နှိုင်းချိန်ပြီးစဉ်စားဝေဖန်ပါကမှန်ကန်သောချက်လက်များတရားလင်60နှုံးလောက်ပေါ်ထွက်လာနိုင်ပါသည်။ထို့ဖြစ်၍အမှု၏အကြောင်းချင်းရာကိုဆက်လက်မရေးသားမီရွှေအိုး၏ကိုရီးရာဇဝင်ကို အနှဲငယ်ဖော်ပြမှပြေဆုံးပေးလိမ့်မည်။ရွှေအိုးသည်အသက်40ခန့်ရှိ၍ပျောက်ကြားလူထွက်တယောက်ဖြစ်သည်။ ယခုလက်ရှိအလုံမှာ ထန်းသမားဖြစ်၍ဇာရိတပြပြပြီးကြေးရွာများတွင်ဖြစ်လိဖြစ်တာရှိသည့်ကြက်ခိုးမှုရာခဲနွားသွင်းကြောင်းမှုအရက်သေးရန်ကားဆေးရီမှုများစသောအမှုမျိုးအတော်များများဖြစ်ဖူးသည့်ပြင်ရက်သေးရွာထဲတွင်လည်းခေအခေါ်ရလူလဲလှုပ်တလို့လို အတက်အတိလှုပ်တလို့လိုနှင့် နေရတကာပါတတ်သူဖြစ်၍ပေါင်းသင်းဆက်ဆံရေးတွင် အစင်မပြေသူတယောက်လည်းဖြစ်သည် ကိုကျိုးရှိမည်ဆိုလျှင်မဟုတ်တာကိုလည်းယုတ်တိရှိအောင် ရှာကြံပြီးလုပ်တတ်သည်ရွှေအိုးဤဇနီးမိသိန်းကလည်းနှုတ်သီးကောင်းရှာပါနှင့်ဇက်ဇက်ကျဲဖြစ်၍မိသူနှင့်မျှကောင်းကောင်းမတည့်ကြီးအသွေးမတူအိမ်သူမဖြစ်ဆိုတကဲ့သို့၎င်းတို့လင်မရသည် အတိုင်းဖောက်ညီး၍နတ်ဖတ်ထားတကဲ့သို့ပင် ဖြစ်လေသည်တဖန်တရခမ်းမိခွေးကို လေလာကြည့်ပါကမိခွေးသည်မိဘမရှိ အတော်တယောက်နှင့်နေရသူဖြစ်၍မိမတို့၏အလုတ်ဖြစ်သောထညက်ကြိုချက်သောအလုတ်ကို ထန်းသမားတို့၏ထန်းတဲတွင်လာနေအလင်းတင်ရာ နေလိရှိသည် အသက်20ခန့်ရှိ၍ရိုးရိုးအားအားဖြစ်သည့်ပြင် ရွှေအိုးအရင်က အခြားထန်းသမားတို့၏ထန်းတဲတွင်လည်းနေခဲ့ဘူးသည်အကျင့်ဖောက်ပြန်သည်ဟု မကြားရဘူးကြီးတို့ဖြစ်၍ရွှေအိုးတိုင်ထန်းသာသောငွေခိုးမှုသည်ယူသားသောလက္ခဏာမရှိဟု ထင်ပါသည်ယောသားသောလက္ခဏာမရှိဟုထင်ကားမျှဖြင့်အမှုကိုပယ်ချ၍မဖြစ်ချေတက်သေးနှင့်ဖြစ်စေအခြားချက်လက်တနည်းနည်းနှင့်ဖြစ်စေယုတ်တိရှိသောကြိုးကြောင်ချက်လက်များ တင်ပြနိုင်မှအမှုမှန်ဖြစ်နိုင်ပါသည်ယုတ်တိရှိသော အကြိုးကြောင်အချက်လက်များ ပေါ်ပေါက်လာနိုင်ရန်အတွက် အမှုကိုညံချ၍စင်လုံးထုတ်ပြီး အကွက်ဝင်ဘောင်ဝင်အန်ချခြင်းမပြုနိုင်ရန် အမှုကို မြင်းမြန်စစ်ဆေးမှဖြစ်ပါမည်တို့ဖြစ်သည့်အတွက်နောက်တနည်းနေ့လေတွင် စစ်ဆေးရန်အမှုတဲတို့ကို တရားရုံးသို့လာရောက်ရန်ဆင့်ဆိုလိုက်ပါသည်အမှုရချင်းနေ့နေ့လယ်၁၂နာရီအချိန်တွင် တရားရုံး၌လူကြီးများနှင့်အမှုတဲများစုံလင်သောအခါတရားခမ်းမှတပါအမှုတဲအားလုံးတို့အားစစ်ဆေးသည်တို့ကို မကြားနိုင်သည့်နေရာတွင်တယောက်စီခွဲထားပြီးရေအူစွာ တရားလိုရွှေအိုးကို စစ်ဆေးပါသည်တရလိုရွှေအိုးဤအစစ်ခံချက်မှာအခင်းဖြစ်ပွားသည့်နေ့ကရုံးတော်ဈေးနေဖြစ်၍ထမ်းပြီးချိန်ထမ်းတက်ပြီးတော့အချိန်နနက်9နာရီခန့်တွင်မိခွေးကိုထမ်းတဲတွင်ထားခဲ့ပြီး၎င်းတို့လင်မယားရုံးတော်ဈေးသို့သွားသည်နနက်အိမ်မှထွက်လာစဉ်ကထမ်းတဲမှဈေးသို့တောလျှောက်သွားမည်ဟုပစိုးအစ်တတထဲနှင့်အင်ကြီးအစ်တတထဲခောက်ပြီး ယူလာရာအင်းကြီးအခောက်ကြားထဲတွင်၎င်းငွေ90ကျပ်ကိုညှက်ထားသည်ဈေးသွားကနီးတွင်ပစိုးကိုသာလဲဝတ်ပြီးအင်းကြီးကိုမဝတ်တော့ဘဲအခောက်လိုက်သည့်အတိုင်းထန်းထဲတွင်ထားခဲ့သည့်ငွေဆက်ကူမှာ20ကျပ်တန်1ရွက်နှင့်30ကျပ်တန်3ရွက်ဖြစ်သည်ဈေးရောက်၍၎င်း၏ဇနီးထံငွေတောင်းသောအခါသူယူမလာကြောင်းနှင့်ဇနီးကပြော၍၎င်းလည်းမယူခဲ့ကြောင်း တယောက်တခွန်စကားများကြသည် တဲသူပြန်လာပြီးအင်းကြီးအခေါက်ထဲရှာသောအခါဝေများမတွေ့တော့ပါထန်းထဲတွင်မိခွေးတယောက်ထဲသာရှိ၍အချားတစုံတယောက်လည်းမြည်သူမှမလားထိုငွေ90ကျပ်မှလည်းကုံစုံဆိုင်မပန်းစိန်ကိုအကျွေးပေးရန်ရှိ၍၎င်း၏နှမဝန်းခွဲတော်သူမိတုတ်ထံမှခိတ္တချီလာရသောငွေဖြစ်သည်တို့ဖြစ်၍၎င်းငွေကိုမိခွေးသာယူမိဖြစ်ကြောင်းနှင့် ရွှေအိုးကထွက်ဆိုပါသည်။၎င်းနောက်ရွှေအိုး၏နမဝမ်းခွဲတော်သူတရေလိုပြတက်သည်မိတုပ်၏အစ်စ်ခမ်းချက်မှာ၎င်း၏နွားပေါက်ကလေးတစ်ကောင်ကို ရောင်းရာငွေ150ကျပ်ရသည်။၎င်းငွေထဲမှငွေ90ကျပ်ကိုရွှေအိုးချီးသွားပြီးကြံငွေ100ကျပ်ကိုရွှေလက်စွပ်တကွင်းဝယ်ရန် မလှိုင်မြို့ဥပကြီးပရိန်တွင်စည်ရန်ပေးထားသည်။ချီးလိုက်သောငွေဆက်ကူမှာ အတိဆက်ဆက်တစ်ဆယ်ကျပ်တန်း၅ရွက်ဖြစ်ကြောင်း၎င်းတွင် ထိုနွားဘုံငွေ150ကျပ်မှတပါအချားငွေမရှိပါဟု ထွက်ဆိုသည်တရလိုပြတက်သည်တူဖြစ်သူဒေါ်မင်းကျွေးဦးအတော်တက်သည်မိတုပ်ဤမိခင်ကလည်းမိတုပ်ထွက်ဆိုသည့်အတိုင်းပင်အစ်စ်ခံသည်တရလိုပြတက်သည်တူဖြစ်သူတရလိုဤဇနီးမိသိန်းကိုလူကြီးများက မလိုဟုထင်သည်ဖြင့်မစစ်ဆေးတော့ပါ ၎င်းနောက်တရခမ်းမိခွေးကို စစ်ဆေးပါသည်မိခွေး၏အစ်စ်ခံချက်မှာရွှေအိုးတို့ထန်းတဲ့တွင်တလ15ကျပ်နှင့်နေသည်မှာအမှုဖြစ်ပွားသောနေ့အထိ3လနီးပါးရှိပါပြီလွန်ခဲ့သော9ရက်လောက်က မြူအိုးတလုံးမတော်တဆကွေး၍ရွှေအိုးထဆဲပါသည်ထိုကဲ့သို့ဆဲသည့်အတွက်တရောင်တခွန်စကားများပါသည်၎င်းတို့တဲတွင်၃လပြည့်ရင် မနေတော်ဘူးဟုလည်းပြောသေးသည်ရွှေအိုးတို့လည်းမယားဈေးသွားသောအခါကို့အလုံလှုပ်ရှားရှိသည်တို့ကိုလှုပ်နေပါသည်၎င်းတို့အင်ကြီးခောက်ကိုလည်းမကြည့်ပါ ဝေများကိုလည်းမယူပါရွှေအိုးတို့မရှိကင်ထန်းတဲ့သူမြည်သူမှမလာပါ သုံးလစလုံးလကတပြားမှ မရသေးပါ သုံးလပြည့်ရင်၎င်းတို့ထန်းတဲ့မနေတော်ဘူးဟုပြော၍လကပေးရမည်ကြောက်သဖြင့်မတရားဆွဆဲသည်ဟု ထင်ပါသည်တရခံမိခွေးကတက်တည်မပြနိုင်ပြီဤအတိုင်းဆိုလျှင်အမှုမှပြီးနေပြီတရလူတရခံတက်တည်ထွက်ချက်တို့ကို ဝေဖန်ပြီးအမိတ်ချရန်သာလိုတော့သည် သို့သောတေကြသည်ထက်တေကြရန်လူကြီးများနှင့်တိုင်ပင်၍အမှုကို တရက်ခွာပြီးချိန်လိုက်သည် နောက်တနေ့တွင် မလိုင်မျိုးရှိ ပရိစီယာဥပကြီးနှင့်ရုံတော်စီအင်းဤနေကုံစုံဆိုင်ရှင်ဒေါ်ပန်းစိန်တို့ကို ကျွန်တော်ကိုယ်တိုင်တွား၍စစ်ဆေးပါသည်တရားဥပဒေအရတက်တီတို့ကိုကြေးရွာယုံမှဆင့်ခေါ်၍စစ်ဆေးနိုင်ပါသည်သို့တော်လည်းတရက်တကြီးခยีဝဲနေသူများဖြစ်ပြီးတက်တီဇေယကလည်းမပေးနိုင် ပေးစရာငွေလည်းမရှိတရားမမှုမဟုတ်၍လည်းတရက်လိုထံမှတောင်းခံရလည်းမဖြစ်နိုင်တို့ဖြစ်၍နီးရအရက်လူကြီးနှစ်ယောက်ကိုခေါ်ပြီး၎င်းတို့ရှိတွင်စစ်ဆေးပြီးအစစ်ခံချက်ကို အစစ်ခံသူကိုယ်တိုင်လက်မှတ်နှင့်တက်သည်အရက်လူကြီးတို့ လက်မှတ်ပါထိုးယူလာခဲ့ပါသည်ဗရေဇယဥပကြီး၏အစစ်ခံချက်မှာဝါဇူလာဇန်း14ရက်အဖိတ်ဇင်းနေကငတ်ပြောကုန်းရွာမှမတ်ဘုတ်ဆိုသောမိန်ကလေးတယောက်လက်စွပ်တကွင်း150ကျပ်ငွေအပြည့်ပေးပြီးဝယ်သွားပါသည်ဆယံ100ကျပ်ပေးခဲ့သည်ဆိုသည်မှမဟုတ်ပါ ရွှေအယောင်းဝယ်ပေါချာ လက်ခံကိုထုတ်ပြ၍အစစ်ခံသည်ပေးချေသောငွေစက်ကူမှာ30ကျပ်တန်15ရွက်ဖြစ်သည် မိုးဘိုးပြန်တောင်းသဖြင့်ပတ်စံပြား90ပေးလိုက်သည်သည် ရုံတော်ဇေနီနေကုံစုံဆိုင်ဒေါ်ပန်းစိန်၏အစစ်ခံချက်မှာအောက်ပါတိုင်းဖြစ်သည်ငပြောကုန်းရွာ ကိုရွှေဦးထံချင်းငွေတပြားမှမရှိပါဈေးဘိုးခုနှစ်ကျပ်ပြား90ရရင်ရှိသည်ကိုလေလွန်ခဲ့သောဈေးနေ့က ကိုရွှေအိုးမိမမတ်သိန်းကပြီးဆက်ပြီးပါပြီဈေးနေကကိုရွှေအိုးဈေးလာဒီကိုမမြင်ပါမတ်သိန်းလာဒီကိုသိရှိပါသည် အမှု၏အချက်လက်တို့ကပြည့်စုံပြီပြီ သို့တော့ကျွန်တော်တို့ငပြောတော်ချေးရွာတရားရုံးမှာလူကြီးများနဲ့ကျွန်တော်ပါညင်တစ်ခုစီရှိကြပါသည်ထိုညင်မှာအမှုတမှုရှိ၍အမှုတွေတို့ကိုစစ်ဆေးပြီးလင်၎င်းစစ်ဆေးချက်တို့ကိုမူတည်ပြီးဝေဖန်၍ အမိန့်ချလည်းပြီးနိုင်ပါသည်ထို့သို့ပြီးနိုင်ပါယံမပြီးသေးပဲအမှုတဲတွင်တရလိုဖြစ်စီတရခံဖြစ်စီလီစေသူသို့မဟုတ်မားနေသူကမားပါပြီဟုဝန်ခံလာအောင် အချက်အလက်တို့ကိုပြပြီး ပါဠိတန်ပတ်တန်တွင်နှင့်ပြပြီးလူကြီးများက တရားဟောတတ်၏ကျွန်တော်မူကားတရားဟော၍မနည်းမားမှန်တည့်ရနှင့်ဝန်မခံသော အမှုတဲ့ယောက်ျားမိမကြီးကြီးငယ်ငယ် ရွယ်ရွယ်လက်လက်တို့အားလွင့်စင်တော့အောင်အော်ငေါ့၍ပြစ်လိုက်ပါတော့သည်လူဆိုသောလူများသည်ချော့၍ရကြမှရသည်ချောက်၍ကြောက်သောကြောင့်အမှန်တရားတွေပေါ်ပေါက်လာသည်များလဲအများကြီးရှိသည်မဟုတ်ပါလော များသောအဖြစ်ကကျွန်တော်တို့ယုံကစစ်ဆေးပြီးခဲ့သောအမှုတွေတို့တွင် မဟုတ်မမှန်လောက်ကြံပြီး မာနေသောအမှုတွေတို့သည် လူကြီးများ၏အဟောပြောကောင်းသောကြောင့်လောကျွန်တော်အော်ငေါက်တီကို ကြောက်ရွံ့လို့တော့မပြောတန်းဟုတ်တိုင်းမှန်ရာ ဝန်ခံသွားကြသည်သာများကြပါသည်ယခုအမှုတွင်လည်းရက်ချင်းနေကြလင်လူကြီးများက အချက်လက်ပြပြီး လေအေးကလေးနှင့်တရားဟော၍ကျွန်တော်က အားပေါင်းအာရင်တန်တန်းနှင့် အောင်ငောက်၍ပြအုံးမည်ဖြစ်ပါသည်ရက်ချင်းနေ့နေ့၁၂နာရီကျေးရွာတရားရုံးတွင် လူကြီးများနှင့် အမှုသည်များစုံလင်သောအခါတရားရုံးနာယကက အောက်ပါတိုင်းပြောဆိုပါသည်အာလုံအမှုတဲ့များနားထောင်ကြအခုအမှုမယ်မောင်ရွှေအိုးကမိခွေးကိုငွေကျပ်90ခိုးပါတယ်လို့တရားဆွဲထားတယ်တရားခံမိခွေးကိုစစ်တော်လဲမခိုးရပါဘူးလို့ထွက်ဆိုတယ်တရားလိုမောင်ရွှေအိုးပြတဲ့တက်သေးမိတုတ်ကမောင်ရွှေအိုးကိုငွေ90ချီတာမှန်ပါတယ်ချီတဲ့ငွေဟာနွားရောက်ရတဲ့ငွေ150တဲကလက်စွပ်ဝဲဖို့စယံတရားပေးပြီး ကြံတဲ့30ချက်တန်5ရွက်ကိုချီးတယ်လို့ဆိုတယ်။မောင်ရွှေဦးက အစ်စ်ခံတော့20ချက်တန်1ရွက်နဲ့30တန်3ရွက်လို့ဆိုတယ်။ပြီးတော့ဗရင်စရာဥပကြီးကိုစစ်တော်လဲ150ချက်နဲ့အပီးဝယ်သွားတယ်လို့အရက်လူကြီးများတက်သေးတွေရှေ့မှာခိုင်ခိုင်မာမာဆိုထားတယ်။ဒီပြင်လဲမောင်ရွှေဦးကရုံတော်စီနာကကုံစုံဆိုင်မပန်းစင်ကို အချင်းငွေ90ချက်ပေးစရာရှိတယ်လို့ဆိုတယ် မပန်းစိန်ကိုစစ်တော့အချေးရစရာမရှိဘူးလို့ထွက်ဆိုတယ်။အဲ့ဒီတော့မောင်ရွှေဦးအမှုဟာတရလူထွက်ချက်တရလူပြသက်သေးတို့ရဲ့ထွက်ချက်နဲ့အလွဲလွဲအချောချောဖြစ်နေလေတော့အမှုမှန်မဟုတ်ဘူးဆိုတာထင်ရှားတယ်။ဓမ္မောဟဝေရက်ခန္တိဓမ္မစာရီလို့ဖယားဟောရှိတယ်။တရားတဲ့လူဟာဘတော့မှ မတရားမဖြစ်ဘူး။ပြီးတော့ကို့အမကိုဝန်ခံရင် သူတော်ကောင်းနဲ့မောင်ရွှေဦးရဲ့ အဲ့ဒီတော့မမတော်ရှိနေမတည်သောစေတမမရှိသလိုလူဆိုတာပုရုဇဉ်ဆိုတော့မှားကြတာပဲအခုကိစ္စမှာလဲဒီမိခွေးပေါ်တခုခု မကျေနပ်လို့ဒီလိုဖြစ်ကြတာလို့ထင်တာပဲကဲမောင်ရွှေဦးအခုငွေပြောက်တယ်ဆိုတာမပြောက်ပဲနဲ့မိခွေးပေါ်မကျေနပ်တာရှိလို့တမင်ဆွဆွဲတာမဟုတ်ဘူးလားဟုတ်တရားရုံးနာယကကမေးမြန်းတော့ခါတရားလိုဆိုသူမောင်ရွှေဦးဒီလူကြီးများရှိတွင် မျက်နှာအောင်ဆိုင်ပြီးဘာမှပြန်မပြောပဲအတန်ကြာနေပြီးမှဟုတ်ပါတယ်မိခွေးကကျွန်တော်ထမ်းတယ်မနေတော့ဘူးပြောတာနဲ့ဒီလိုလှုပ်ရင်တော့သူ့ပေးစရာရှိတဲ့ငွေနဲ့ကျေလောက်ကဲလို့ဆွဆွဲမိပါတယ်တကယ်ငွေပြောက်တာမဟုတ်ပါဘူးဟုဝန်ခံပါလေတော့ဒီစောစောကလေးကလူကြီးများပြောသည်ဟောသည်ကိုဝန်မခံလင်အော်လိုက်ငေါက်လိုက်မိဟုပါဇက်ပြင်ထားသောကျွန်တော်တွင် ခွေးမသားငွေရှိအို ဝန်ခံသွားသောကြောင့်တော်တော်ကတိကအောင်ဖြစ်၍သွားပါတော့သည်သို့သောကျွန်တော်ကအလျှော့မပေးသေးပါကြံဖန်ပြီးအော်လိုက်ငောက်လိုက်ပါသေးသည်မင်းကတရားရုံးကိုမင်းရဲ့မိအိမ်ထင်နေသလားဒါပြည်တော်စုအစိုးရရဲ့တရားဥပဒေနဲ့တရားသဖြင့်တည်ထောင်ရတဲ့တရားရုံးကဒီလိုမဟုတ်တာတွေလာတိုးလို့ခဏခဏစစ်နေရရင်တော့မခတ်ပေဘူးလားမင်းရောမမှန်သတင်းပေးမှုနဲ့အခုအေးယူနိုင်တယ်ဟုအော်ငောက်နေရဓမ္မကတိက လူကြီးများက ကျွန်တော်အားတောင်းပန်နေသဖြင့်မတန်ခြင်းမဲနေတန်ထားလိုက်ရပါသည်စိတ်ထဲကမူကဒီကောင်နောက်နောက်ရှုပ်ရှုပ်ရှက်ရှက်မလုံဝွန်အောင်တော်တော်ပောက်လိုက်ခြင်းပါသည်သည်ထို့နောက်လူကြီးများအထက်ထက်ဝေဖန်စဉ်းစားပြီး၎င်း၏ငွေခိုးမှုကိုပယ်ချလိုက်၍မဟုတ်မမှန်တရင်ပေးပြီးတရားရုံအားနှောက်ယှက်မှုဖြင့်မောင်ရွှေအိုအားဒဏ်ငွေ၅ကျပ်ထက်ရိုက်လိုက်ပါသည်မှန်ရဲ့ မူကောင်းလင်လူကောင်းလိုပါသည်မူမမှန်လင်လူကြံတော်လည်းမဖြစ်နိုင်နာဆင်ပေးသူအလုံးကိုကျေးဇူးတူးပဲတင်ရှိပါရရှင်